ဲ့အင်းရှိမှာတဲ့လူတယောက်ကတဲ့ဦးညီအလွမ်းကပ်ပြီးကိုတဲ့ကားစုံလေးဖွင့်ပြီးစိုးနေတယ်တဲ့ဆိုတော့ခါကြာလေမထကြည့်တော့သူစိုးတာတိလားစိုးပြီးတော့လေကားမဲကိုချာပြီးသချင်းစိုးပြီးတော့ဟိုဘက်ကိုထိလိုက်ပြီးငိုလာငိုပြီးတော့သူကောင်းဝူးဆိုမှထွက်သွားဘာလို့အဲ့လောက်စိုးကြီးထားခဲ့ရလဲအခုတော့တယောက်တည်းကွယ် အလွမ်းကဖီးရဲ့တောင်းလေးမှာဆရာရှိကိုပြီးတဲ့အချိန်မှာအောက်ကအတန်ရိုး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 အတန်နေကြာဟာဘာလဲပေါ့အိမ်မှာလဲကွာနှစ်ယောက်ထဲကျန်နေတာအဲ့ဒါကမဲကတည်းကတကားနာကတ်လိုက်တဲ့အချိန်မွေးတာမွေးတာမွေးတာလေသူမွေးတာလေးကလေအေးအေးလေးအဖေဒီနေ့ကွယ်လွန်သွားတဲ့ဒီဒီနေ့ဒီအချိန်ကနေစပြီအမေတည်သွားတဲ့အချိန်ဒီမိဘကမှနောက်ထပ်ယောက်ျားမရှိသေးဘူးဆိုတော့ဒီမှာအဲ့လိုပြောလိုက်တယ်ပြောလိုက်တော့လေ ခဏလေးနေတော့လေဖြည်းဖြည်းဖြည်းလေးပြုတ်ဒီလားအဲ့လောက်ပြောလိုက်နိုင်လားလေခြေနဲ့တူဒီလားအမှန်တိုင်းပြောရတော့ကြောက်ညာပေါ့နော်အဲမနေ့ကလည်းသားလည်းမအိပ်ဘူးအမလည်းမအိပ်ဘူးပေါ့နော်သားကထူးထူးဆန်းဆန်းမအိပ်ပြောတာဒီကလေးလေးကဖုန်းကြည့်နေလက်ထက်လွတ်ကြသွားပြီဆိုတော့အိပ်အမနေ့ကသူလူးလှိမ့်အမလည်းကြောက်တော့ပေါ့နော် အော် तू တကယ်သွားတော့မှလာပါဘူးအဲ့ဒါလေးပထမရက်ကအမအရင်ငိုတာ哦ငိုငိုတယ်ဆိုတော့လေမခံစားနိုင်ဘူးလေနော်ဟိုလူတွေရှေ့မှာသာအများကြီးဘာဖြစ်ဥမအော်အော်ငိုတာဘာဆိုဒီနေရာသွားလဲဒီနေရာသွားလဲ तू အဲ့လိုမျိုးတွေဖြစ်နေတော့မအော်ငိုတာအော်ငိုတော့ကလေးတွေကမမောင်လေးကအကမကြီးရဲ့တဲ့မငိုပါနဲ့တဲ့ ဘာကြီးအဲ့လိုငိုနေသူသူစိတ်ဆင်းရဲမှာပေါ့တဲ့ဆိုတော့မတက်နိုင်ဘူးလို့ငါဒီချိန်မှမငိုငါပဲချိန်ကိုရမှာလေတသက်လုံးကဒီအနာကြီးနဲ့ငါဘယ်လိုနေမငိုလားဒါပေမဲ့အဲ့ချိန်မှာလေလုံးဝဘာတမ်းမှမကြားရအောင်ချွတ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 ်လည်းမကြားဘာအနဲ့မှလည်းမကြားရအောင်အော်လို့ထင်လိုက်တာ ောက်ထပ်လူများတစ်ခါလည်းဖြစ်သွားပြီလားဗောနော်နောက်ဒါဘောဘောတစ်ခုခုလူများလူတစ်ခါလည်းဖြစ်သွားပြီလားဆိုတော့တွေးအော်ဒါဆိုတော့ငါ့ဘောထဲမှာတကယ်မရှိတော့ဘူးဗောနော်တွေးလေငိုလေဗောအဲ့ဦးညူမြေချတဲ့နေ့ကျထူးဆန်းစွာစိတ်ထဲမှာကြည်လာအဲ့အမတယောက်တည်းမဟုတ်အမမိသားစုအဖေတို့ဘာလို့ဆိုလို့ရှိရင်ဟိုအဖေကဘယ်လိုပြောလဲဆိုတာလေသမီးရဲ့နာရေးပို့ရတဲ့စိတ်ခံစားချက်မျိုးမဟုတ်ပဲနေတဲ့ ြည်ရဲ့တဲ့အဲ့လိုမျိုးပြောအာပြောနောက်တနေ့မနေ့ကျတော့မအာမမောင်လေးတွေကအဝတ်စားတွေမပါလာဘူးမပါလာတော့သူကမန်းကနဲ့မပြန်ရဘူးတသားအင်ကြီးယူဝတ်နေရတော့အဆင်မပြေတော့သားတို့အင်ကြီးသွားယူမယ်တဲ့ဆိုအေးသွားကြပေါ့ဆိုသွားမနေ့ကိုအမရဲ့သားရဲ့နှစ်ယောက်တည်းကျက်အကျန်တဲ့အချိန်မှာအမဖျားရှစ်ခိုးခြင်းလာတာအမနောက်မှဆိုအမမနေ့တခါညတခါပုံမှန်ရှစ်ခိုးတယ်ဒါပေမဲ့နှစ်ရက်လောက်ပြတ်သွားတယ် ။တက်သွားတော့အော်လို့ဘုရားလည်းမရှိခိုးပြဘူးဆိုပြီးတော့ဘုရားရှိခိုးမယ်ဆိုတဲ့အချိန်မှာအမဥချင်းကြီးခေါ်ဥဥဝနထေခိုင်းပေါ့နော်မိရဲ့ယောက်ျားကြီးလို့လာခဲ့ပါလို့ဘုရားတူတူရှိခိုးမယ်အမြဝင်မယ်လို့ဆိုအမဘုရားရှိခိုးလို့ပြထိုင်လိုက်တယ်ထိုင်ပြီးတော့အမသူနဲ့ဆိုအမရှက်တယ်ဘုရားရှိခိုးအမအတန်မထွက်ဘူးသူထိုင်ကြည့်နေပိုဆိုးတယ်ရှက်တယ်ဘုရားသာရှိခိုးနေရတယ်အဲ့ဒါအဲ့နေ့ကျတော့အမတေးသေးချာချာလေးကိုလေအတန်ထွက်ပရိစိတ် လုံးဝအပူပင်မရှိဘူးအမဘုရားရှိခိုးလာဘုရားရှိခိုးပြီးအချိန်မှာအောက်ကအတန်လေရိုး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 အတန်လေကြာဟာဘာလဲပေါ်အိမ်မှာလဲကွာနှစ်ယောက်တည်းကြံနေရအဲ့ဒါကမဲကတည်းကတကားနာကတ်လိုက်တဲ့အချိန်မွေးလာမွေးလာမွေးလာလေသူမွေးလာလေးရလေအီအီလေးတိလာဟိုအအမွေးတိုင်းနဲ့လည်းမဟုတ်ဘူးပန်းနိုင်လည်းမဟုတ်ဘူးတိလာအဲ့လိုကိုယ်ပိုင်အနက်မွေးမွေးလေးမွေးလာမှတော့တမီအနက်လေးကသာတင်းတာလှိုင်းနေတာ ဟိုစိတ်စိတ်ကြောက်ကြက်ဖြစ်တာလားအယမ်းမျောလင့်နေမိတာလားဆိုပြီးတော့လေဖြစ်နေအချိန်မှာအမအဖေကအဲ့အချိန်မှာတပြိုင်နက်တက်တက်ဆန်ဆန်တက်လာတာလေကားနေတက်လာတော့ဟာအဖေလို့အဖေဖေးလို့မွေးနေလားမွေးနေလားလို့ဆို အဖေကလေမွေးတယ်တမီးဆိုပြီးတော့လေလက်မထောင်ပြီးတော့သူတက်လာ မွေးတာမှားတယ်ဟိုးအောက်ကအဝင်ကတကားပေါက်ထိမွေးတာလားအဲ့လိုသိလားအရန်လေ ဝမ်းသာသွားတယ်ပြောရင်တမျိုးကြီးလို့ထင်ပါသိလားဝမ်းသာသွားတယ်ပြီးတော့အော်ဆိုဒါပေမဲ့ကိုလည်းသိရလေဒီလောက်တော့အမွှေးဆိုရင်ကောင်းတယ်လေဆိုတော့အော်သူဒါဆိုကောင်းသွားတာပေါ့လို့ဆိုတော့အဲ့ချိန်မှာမှတကားကိုဖွင့်လိုက်တယ်အဖေကဒီမှာထိုင်နေပေါ့ခေါင်းကအခုကဖုန်းကြီးတွေပြင်ထိုင်တော့အဲ့ချိန်မှာစိတ်ထဲမှာပြောချင်တဲ့စကားတစ်ခုပေါ်လာအဖေခဏထိုင်အောင်လို့ဦးညီလည်းရှိတော့လို့ဖះရှိမှပြောမယ်လို့ဆိုတော့ဖះအေးအေးနဲ့ပြောရတဲ့တမီးလေဆိုတော့ तू อ่ะဘာပြောပြောအမသာဟိုလှလာမလှလာလေသူတက်ငယ်တာ哦ငယ်တော့ခါကျ तू อ่ะစိတ်ကူတာဗောနော်အဲအဲ့လိုမျိုးသူ့မှာဥတူတတ်တဲ့စိတ်ကလေးရှိတာဗောနော်အဲ့မှနေပြီးအဖေဒီနေ့ကွယ်လွန်သွားတဲ့ဒီနေ့ဒီအချိန်ကနေစပြီအမေတည်သွားတဲ့အချိန်ဒီမိဘကမှနောက်ထပ်ယောက်ျားမရှိသေးရဘူးဆိုတော့အမအဲ့လိုပြောလိုက်တယ်ပြောလိုက်တော့လေခဏလေးနေတော့လေဖြည်း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 လေးပြောတယ်ဒီလားအဲ့လိုပြောလိုက်နိုင်လားလေခြေနဲ့တူလား အမပြောချင်တာတခြားဟုတ်ကြရဲ့မိမမကယ်လိုက်နိုင်တာမဟုတ်ပါဘူးမိမမကယ်တတ်လို့ပါပေါ့နော်ဒီလိုမျိုးဖြစ်သွားတာမိမလုတ်ပေးချင်ပါတယ်နောက်ပြီးတော့တကယ်မေတို့မေ့သွားတာလားပေါ့အဲ့လိုမျိုးစကားတွေအများကြီးပြောချင်တာဒါပေမဲ့အဲ့ချိန်မှာဖြတ်ခနဲပေါ်လာတာလေငါအဲ့ဒါလေးပြောချင်လာတယ်အဖေလည်းရှိတယ်သူအဖေကိုသူအရင်အားကိုးတယ်ပါအားကိုးတယ်ဆိုတော့ဟုတ်လို့ပေါ့သမီးကိုဆုံးမနိုင်တဲ့အဖေပေါ့အဲ့လိုအနေနဲ့သူအားကိုးတော့အဲ့ဒါအဖေရှိတော့ဥညီလည်းရှိတော့ဖះရှိမှာ အခုပဲအမီဖျားရှုပ်ခိုးပြီးသားပြီဆိုပြီးတော့အဲ့စကားကိုပြောလိုက်တာကိုကိုကိုကတော့တော်တော်ကျေနပ်သွားတယ်ဒီလားအိုးဒါသာကိုဆောင်နဲ့ကပြောတဲ့ဟာမျိုးနဲ့တူပါတယ်အဲ့လိုမျိုးအဲ့လိုမျိုးဖြစ်သွားတာဖေသားအုံမေဘတော့မရိုက်ဘူးနော်လို့ဒီစိတ်ချလက်ချသွားလို့သားကိုအတက်နိုင်ဆုံးအဖေနဲ့ဂျမ်းတူမဟုတ်တော့အဖေထားတဲ့အနေထားမျိုးမဟုတ်တော့အတက်နိုင်ဆုံးမေလုတ်ပေးပါမယ်လို့စိတ်မပူနဲ့ အဲ့လိုလည်းပြောတယ်။သုံးလုံးချင်းနေရအမကားသုံးဘက်ပတ်မှာရတယ်။ည9နာရီလောက်ကြည့်ကြည့်။ तू သွားကျင်နေဆိုလို့ तू စိတ်ချမ်းသာပါစို့ပတ်မှာ။အမငိုတယ်။ငိုတဲ့အချိန်မှာ तू အမောက်ဖက်ပြီးတော့လှမ်းဖက်တာနော်။လှမ်းဖက်ပြီးတော့ तू ပုတ်ပေးတာ။ तू ကဆို तू ကောင်းကောင်းသိတယ်။အဲ့မဲ့ तू ကဟိုလိုပေါ့သိတဲ့ချက်မသိတဲ့ချက်အဲ့လိုမျိုးဆိုရင်တနာတာပေါ့။စိတ်မမပူပါဘူး။အမလုံနိုင်ပြီအမအကောင်းဆုံးသူ့ကို ့အဖေလောက်ကြီးတော့ဘယ်ကောင်းနိုင်ပါ့မလဲနော်သူ့အဖေအင်အားလောက်တော့ဘယ်ကောင်းနိုင်မှာဒါပေမဲ့လှုပ်ပေးမှာဥပမာအေးစေနာရီလောက်တော့အနည်းဆုံးရှိပြီမှောင်နေမှအရာလေးရောက်သွားပြီဆိုတော့အာ तू ကမိုင်းမိုင်းရဲ့အင်းရှိမာတဲ့လူတယောက်ကတဲ့ဦးညီအလွမ်းကဖေးကိုတဲ့ကားစုံလေးဖွင့်ပြီးစိုးနေတယ်တဲ့ဆိုတော့ခါကြာလေမထကြည့်တော့စိုးတာတိလားစိုးပြီးတော့လေနောက်ဆုံးငိုးတာငိုးပြီးတော့မှသူကားမန်ကိုတင်ပြထွက်သွား อืมဟုတ်တယ်အဲ့လောက်ရှိဟုတ်ကဲ့ဥညင်အိမ်မသိလို့လာတယ်လားတော့သင်ခေါ်လဲစိတ်ထဲမှာလိုက်ခနေပဲဝမ်းနေတာသိလားအော်ငါယောက်ျားရဲ့လို့ဒီလောက်လူတွေလူတွေချစ်နေကြတော့မှာဘာလို့ထားခဲ့ရလဲကာမဲလ်ချပြီးတချင်းဆိုပြီးတော့ဟိုဘက်ကိုလှည့်ပြီးငိုတာငိုပြီးတော့သူကဝူးဆိုမှထွက်သွား ာလို့အဲ့လောက်စော်ရီထားခဲ့ရမယ်อุ๊ยดาเรียดาเรียลิติงงั้นเนี่ยปูลุแท้มาติ้งหนองดาตู้โฉฉิหลุเป้จ่าดาหลูจ่าล้านหลูจ่าติล่ะอลูแท้ไปบ่าเนาะอลูแท้ไปบ่าอะม่าลิจีหลอกจีตีสอกทาดามันตู้ทินหนองไม่ทินหนองจีหลอกจีกว่าเอ่อตะชู่จ่านี้ไม่มีอูลิ သိလားအကိုယောက်ျားဒီလိုမျိုးကြီးဆိုပြီးတော့ထင်တော့မထင်ဘူးလို့အော်ငါ့ယောက်ျားဒီလောက်ကြီးတိဆောက်ထားတာလားပေါ့သိလားကိုကတော့ကိုယောက်ျားဆိုလင်းနဲ့မရဆိုတော့သိရမလားအဲ့လိုမျိုးဆိုအော်ငါ့ယောက်ျားရဲ့နှမျောလိုက်တာလို့ဆိုသူ့ကိုလူတွေချစ်ကြမှန်းသိတယ်သူ့ရဲ့တချင်းတွေကိုလူတွေချစ်ကြမှန်းသိတယ်ဒါပေမဲ့သူ့ကိုလူတွေဒီလောက်ကြီးတိဟုတ်အေးတကယ်မထင်ပါ